ကိုလံဘီယာနိုင်ငံအနောက်ပိုင်းမှာတက္ကသိုလ်တစ်ခုကကျောင်းသားတွေနဲ့၎င်းတို့ရဲ့ဗမောက်ခါတွေလိုက်ပါလာတဲ့ဘတ်စကားတစီဟာလေးလာရေးခရီးတစ်ခုကိုသွားရောက်စဉ်မတော်တဆမှုဖြစ်ပွားပြီးလူဆယ်ဦးထပ်မံတဲ့တေဆုံးကလူဆက်တအူတရားရရှိခဲ့တယ်လို့တက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ခီးတဲ့26ကိုလိုက်ပါလာတဲ့ဒီဘတ်စကားဟာတိုလီမာကနေအင်ဒီယိုမြို့ကိုသွားရောက်စဉ်ရေမောင်းကရှင်ကိုအထင်းကိုလွတ်သွားခဲ့ကြောင်းကနအုပ်စုံစမ်းစစ်ဆေးမှုအရသိရပါတယ်။ဒီဘတ်စကားဟာ အင်ဒီယိုခရိုင်ဟယ်လီကွိုင်းတံတားဘေးဘက်မှာရှိတဲ့အကောင်ရံတစ်ခုကိုဝင်တိုက်မိချိန်မှာကားပေါ်ကနေလူအများအပြားဟာအပြင်ဘက်ကိုလွင်ထွက်ကုန်ကြကြောင်းရဲအင်ရာရှိလူဝစ်ဖာနန်ဒိုအတက်စတာကဆိုပါတယ်။ခီးတဲ့အများအပြားကကားအပြင်ဘက်ကိုထွက်ကြပြီးကြောက်သေးကြကုန်ကြပါတယ်လို့၎င်းကပြောခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ကိုလံဘီယာနိုင်ငံအာမေးနီးယားမြို့မှာရှိတဲ့ဟမ်ဘော့တက္ကသိုလ်ကနှစ်ရက်ကြာဝန်းနေခြင်းနေ့အဖြစ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ဒီဘတ်စကားပေါ်မှာចောင်းသား22ဦး၊ဆေးရ2ဦးနဲ့ဆက်သွယ်ရေးအရာရှိ2ဦးလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။